ားအားလုံးမင်္ဂလာပါရေဝရှင်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အောက်တိုဘာ16ရက်နေ့ဒီနေ့မှာတော်လိုင်းရဲ့အစိုးရတွေထဲမှာကျွန်တော်တို့အစိုးရကအစင်းရဲဆုံးဖြစ်မယ်ထင်ပါတယ်လို့အရခပြည်သူအစိုးရတာဝန်ရှိတဲ့သူတို့ကပြောဆိုခဲ့တာဖြစ်ပါတယ်အေးရာအစိုးရဆုံးတော်လန်ရေးတက်တော်တစ်ခုပါလို့သူကပြောရှာပါ တရားစင်းစုံတော်လန်ရေးတက်တော်တစ်ခုဆိုရင်ဘာကြောင့်အောင်မြင်ဆုံးတက်တော်တစ်ခုဖြစ်နေရတာလဲဒီကြောင်းလေးကိုကျွန်တော်လည်းကျွန်တော်မိသားစုတွေဆွေးနွေးဖို့လိုနေပြီဗျကျွန်တော်တို့စူးစမ်းရအောင်မယ်ကျွန်တော်တို့သင်ယူရပါအောင်မယ်ဒီတော်လန်ရေးတဲ့အတိတ်နဲ့တွင်နဲ့ဒီတော်လန်ရေးရဲ့အရေးပါဆုံးသောအချက်တွေအကြောင်းပေါ့ဗျာ ဒီနေ့မှာကျွန်တော်တင်ပြမယ်ကျွန်တော်ဆွေးနွေးမယ်အကြောင်းအရာကတော်လိုင်းတစ်ခုလုံးအတွက်အဓိကအရေးပါတဲ့တော့ချက်တစ်ခုလည်းဖြစ်မှာမို့လို့ကျွန်တော်ရဲ့ဒေါ်လန်သောမီသားစုဝင်တဦးချင်းစီတိုင်းတလင်းတစားဝင်းကြီးစုပေးဖို့လီစာဆိုဖိတ်ခေါ်လိုက်ပါတယ်ပြပါဦးဆိုတော့ရခိုင်ကိုနင်းလို့မရတော့တဲ့သူတယောက်ရှိတယ်ဒါက2021အာနာသိမ့်ပြီးနောက်ပိုင်းတွေမှာအဲ့ဒီသူကရခိုင်သူ မင်းအောင်လှရဲ့မိမတောက်ခေါ်ကျူကျူလဖြစ်ပါတယ်ကျူကျူလကို၌ရခိုင်သူရခိုင်မျိုးကိုနေလို့မရတာဘာကြောင့်လဲအာနာယူအကျန်းဖက်လူတက်ကောင်စစ်ရာဇွတ်ကောင်ရခိုင်မှာလူမျိုးတို့တပ်ဖြတ်ခဲ့တဲ့ကောင်မင်းအောင်လှိုင်နဲ့ပတ်သက်လို့ပြီးတော့မင်းအောင်လှိုင်ရဲ့မိမလည်းဖြစ်နေလို့ပါ ကျောင်းပြည်ကိုကြည့်နေတဲ့ထဲမှာကျောင်းရဲ့ဒါရခိုင်ကညီကိုမောင်မတွေပါတယ်ဆိုရင်အဲ့ဒီကျူကျူလာကိုရခိုင်သူလို့ပြောရင်တော့မှသူတို့ကြိုက်မယ်မထင်ပါဘူးဟုတ်ပြီဒီကနေ့မှာမင်းအောင်လှိုင်နဲ့တွားရောက်တွေ့ဆုံနေမင်းအောင်လှိုင်နဲ့လက်ရှိရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့စောင်းမြရာဇာလင်းဆိုတဲ့မိန်းမကရခိုင်ပြည်ကိုညီပြည်ကနေပြီးတော့လှမ်းပြီးတော့အာချောင်လိုက်ပါ သူအာချောင်းသားတဲ့ကိစ္စတွေလည်းရခိုင်သူရခိုင်သားတွေအလုံးမှတ်ထားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်ပြီ။အချိန်မှားတဲ့လက်ရှိအရကတက်တော် AA နဲ့ ULA ဟာတဲ့စပွဲဝိုင်းပေါ်တေချာပေါက်ရောက်လာပါလိမ့်မယ်တဲ့။နည်းနည်းတော့ကြာဦးမယ်ထင်ပါတယ်။ကြာတယ်ဆိုတာကတော့စစ်ရေးနိုင်ငံကြီးအခြေအနေပေါ်မူတည်ပြီးတော့ကြာဦးမယ်။ရေကောက်ပွဲအလွန်အချိန်ပို့ပြီးတော့ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့တနည်းနည်းအချိန်ချိန်မှာတော့ဇပွဲဝိုင်းပေါ်ကိုရောက်လာမယ်လို့မျှော်လင့်ပါတယ်စစ်ကိုစစ်နဲ့ဖြစ်ရှင်းနေတဲ့အတွက်တဲ့ပြည်သူများအသက်ဆုံးရှုံးနေရပြီးတော့နိုင်ငံရေးနိလန်းဖြစ်တာလူချင်းဒါများကိုနှိယူရမယ်လို့ဒေါ်စောမြရာဇာလင်းကဒီနေ့နေပြီးတော့မှပြောဆိုလိုက်တာဖြစ်တယ်ဟုတ်ပြီဒီပြောတဲ့စကားကိုကျွန်တော်မိသားစုအနေနဲ့အရင်ဆုံးဖော်ပြနေကြတာနော် ျွန်တော်ရခိုင်သူရခိုင်သားညီကိုမောင်နှမတွေစစ်ကိုစစ်နဲ့ဖြည့်ရှင်းဖို့တဲ့နိုင်ငံရေးစကားဝိုင်းကိုစပွဲဝိုင်းကိုရောက်ပြီးတော့မှကိုလူချင်းသားတွေသူလူချင်းသားတွေညီအစိုးရဘက်ကလည်းပေးနိုင်တာတွေပြပါလိမ့်မယ်တဲ့ကိုတို့ကလည်းဘာလို့တောင်းဆိုမလဲတောင်းဆိုတာအားလုံးရချင်မှလည်းရမယ်အစိုးရကလည်းပေးချင်မှလည်းပေးမယ်ဒါပေမဲ့အနည်းကဆုံးအဖြေရအောင်တော့ဆွေးနွေးဖို့လိုအပ်တယ်လို့တော်စောမြရာစာလင်းနေပြီးတော့မပြောထားတာဖြစ်တယ် အစီနဲ့ပတ်သက်ပြီးတော့နေပြည်တော်ကိုရောက်လာတဲ့သူတွေကိုဟိုဘက်ရက်ကွက်ကလော်ဘီတွေကအင်တာဗျူးတွေပြောချင်တာကဗျာပြည်သူကိုသွေးခွဲဖို့အတွက်ဒီလူတွေရဲ့အတန်တွေကိုသူတွေဆွဲထုတ်နေကြတာအခုကျောင်းရဲ့ဗီဒီယိုကိုကြည့်နေတဲ့ရခိုင်သူရခိုင်သားတွေကျောင်းရဲ့ဗီဒီယိုကိုကွန်မန့်မှာတဦးချင်းစီတိုင်းဝင်ရောက်ရေးပြပါဒေါ်စောမြရာဇာလင်းပြောတဲ့အချက်တွေမှန်သလားမှားသလားဆိုတာ ဟုတ်ပြီစစ်ကိုစစ်နဲ့ဖြည့်ရှင်းလိုက်တဲ့အတွက်ကျွန်တော်ပြည်သူတွေထိကနစ်နာနေရတယ်ကျွန်တော်အရက်သားပြည်သူအစိုးရနဲ့ကျွန်တော်ရဲ့ပြည်သူရဲ့အာဏာကိုလက်နှက်နဲ့မတရားသိမ်းပိုက်ခဲ့တာကဘာတူလဲဆိုတာကိုသူမေ့နေတာလားမေ့တာတော့မဟုတ်ဘူးသူတွေအကုန်လုံး မင်းအောင်လှိုင်ကိုဘောကိုမရင်နဲ့ဘောကိုစုပ်ရင်နဲ့သူတို့အကုန်လုံးဘောပိတ်သွားတာမင်းအောင်လည်းအလိုကြသူတို့အကုန်လုံးအတန်ထွက်ပေးရမယ်မင်းအောင်လှိုင်အလိုမကြဘူးအာနာရှင်အလိုမကြဘူးဆိုရင်တော့ချက်ချင်းထောင်ထဲရောက်သွားနိုင်လို့ချက်ချင်းအသက်ပြောက်သွားနိုင်တယ်လေဒါကြောင့်ရခိုင်သူရခိုင်သားတွေမှာရခိုင်ရဲ့ဒါကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဖြေရှိပြီးသားဖြစ်မယ်လို့ကျွန်တော်ကယုံကြည်လို့ တဲ့ဖီလိုကွန်မန့်မှာရခိုင်သူခိုင်သားတွေ yes or no ဖြေပေးပါလို့ပြောတာပါစစ်ကိုစစ်နဲ့ဖြည့်ရှင်းဖို့တဲ့နိုင်ငံရေးစကားဝိုင်းကိုရောက်လာပြီးမှကိုလိုချင်တာသူလိုချင်တာဟိအစိုးရဘက်ကလည်းပေးနိုင်တာပေးမှာပေါ့ကိုကလည်းဘာတွေတောင်းဆိုမလဲတောင်းဆိုတိုင်းလဲဒါရချင်မှလည်းရမယ်ပေါ့ပြောချင်တာကသူပြောလိုက်တဲ့အစိုးရဆိုတာကလက်ရှိအာဏာယူမင်းအောင်ဆိုင်ကျွန်တော်ယသပြည်သူတွေရဲ့အာဏာကိုလက်နက်ပြပြီးတော့ ိမ့်ယူထားတဲ့ကောင်ဓမြတိုက်ထားတဲ့ကောင်ဒါကို तू ကအစိုးရလို့ तू ကသတ်မှတ်ထားတာဖြစ်တယ် ID အချက်ထဲမှာကျွန်တော်ပြောချင်တာကနိုင်ငံရေးစပွဲပွဲမှာကိုလိုချင်တာ तू လိုချင်တာညှိလို့ရတဲ့လက်ရှိအာနာယူအကျန်းဖက်ဖက်စစ်တက်နေဘယ်အချိန်တော့ရခဲ့လဲကျွန်တော်တိုင်းလားညီကိုမောင်တော်တွေဒန်းလူအခွင့်ဘယ်တော့ကကျွန်တော်ရခဲ့ဘူးလဲဘာတစ်ခုမှမရဘူး ်ဒါကလည်းပဲကျွန်တော်တို့နိုင်ငံလောကမှာမေးစရာမလို့လောက်အောင်ကျွန်တော်တို့ပြည်သူတွေအားလုံးသိရှိပြီးသားဒါကြောင့်လည်းပဲတိုင်းသားတပ်ဖွဲ့ဝင်တွေအားလုံးနဲ့ကျွန်တော်တို့ခုချိန်မှာပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကျွန်တော်လိုချင်တာကိုဗဇက်နဲ့ပြောခဲ့လို့ရလို့လားကျွန်တော်တို့ကိုနိုင်2021မှာငင်းချင်းသာဆန္ဒတွေပြခဲ့တယ်ပြည်သူအာဏာပြည်သူပြန်ပေးဖို့အတွက်တော်စံစွကြည့်နေကွာဖန်စီထားတဲ့နိုင်ငံရေးအချင်းသားတွေကိုပြန်လှည့်ပေးဖို့အတွက်ကျွန်တော်တို့ဗဇက်နဲ့ပဲကြွေးကြော်ခဲ့ကြတာ ဘလောက်တော့ငြိမ်းချမ်းလဲဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ကိုတနက်နေ့ပြတ်တက်ခဲ့တာကဘာတူလဲဗျာမြောင်းလိုက်မိမတောက်ခေါ်ကျူကျူလှတော်မှာရခိုင်မျိုးကိုမနှင်းတော့တာရခိုင်သူရခိုင်သားတွေအကုန်လုံးကလည်းသူ့ကိုရခိုင်သူလို့တော့မှတမတ်ထားမှာမဟုတ်ဘူးလို့တော့ကျွန်တော်ကပြောခဲ့တာအခုဒေါ်စောမြရာစာလင်းဆိုတဲ့မိမအတွက်ကျွန်တော်ရခိုင်သူရခိုင်သားတွေရဲ့ အပြစ်ပေးအရေးယူခြင်းကိုတေချာပေါက်ခံရတော့မှာဖြစ်ပါတယ်လက်ရှိအရကတက်တော်အေအေနဲ့အရကစိတ်တက်ဘလောက်တောင်ပြင်းထန်လဲကျွန်တော်တို့ခံသူခံသားတွေဘလောက်တောင်ကြိုးစားနေလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာပြောမှာဖြစ်တယ်ဒေါ်လေးဆိုရအနေနဲ့မှာကျွန်တော်တို့အစိုးရဟာတဲ့အစိုးရဆုံးဖြစ်မယ်အဲ့တော့အရကပြည်သူအစိုးရတာဝန်ရှိတဲ့သူတူပြောခဲ့တာအစိုးရဆုံးအစိုးရတဲ့ဗျာ အေးရစင်းစုံတော်လိုင်းတက်တော်တခုပါလေကြားလိုက်ရရင်ထဲမှာတော့မကောင်းကျွန်တော်ရင်ဘက်တွေတော့အော့နေပြကျွန်တော်တော့မစိတ်ချင်းမစိတ်ချင်းမတော်တော်လေးမကောင်းဘူးဆိုရင်ရခိုင်သူရခိုင်သားတွေဘလောက်တောင်မှစိတ်မကောင်းဖြစ်ရမလဲဒီကြောင်းလေးကိုကျွန်တော်တည်တည်စတာလေးတင်ပြပေးမှဖြစ်တဲ့တို့ကျွန်တော်ရဲ့ view ကိုအဆုံးထိကြည့်ပြပါလို့ပြောတာပါဟုတ်ပြီကျွန်တော်တို့အကြံဖက်စစ်ခွေးတက် စစ်ကြောင်းကြောင်းလို့ပြတ်သွားတဲ့အချောင်းကိုအရင်ဆုံးနည်းနည်းလေးကျွန်တော်တင်ပြခြင်းနဲ့ကျွန်တော်ရဲ့ Telegram မှာလည်းရုပ်သံဗီဒီယိုမှတ်တမ်းတွေဓာတ်ပုံတွေတက်သိနေတကွာဖော်ပြထားတာရှိတယ်။အရန်ကိုချုပ်မိလုံးလို့ကျွန်တော်ရဲ့ဂျာပြတ်တိုက်ခိုက်မှုဆိုတာဘာလဲ။ကျွန်တော်ပြည်သူလူထုနဲ့ကျွန်တော်ပြည်သူကော်မတီတပ်ဖွဲ့ဝင်တွေကြောချင်းကတ်ပြီးတော့ဘလောက်တောင်ကျွန်တော်တို့ဒါရင်ချင်းဆက်ထားလဲဆိုတာကိုလက်ရှိတိုက်ပွဲတွေမှာကျွန်တော်တို့ဒါအောင်မြင်မှုတွေကိုကြည့်သိနိုင် ပြည်သူအလိုမရှိဘူးဆိုရင်ပြည်သူကြားထဲကိုစစ်ခွေးတွေတိုးလာနဲ့ဝင်လာနဲ့အကုန်လုံးစုပ်ပြတ်တက်သွားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။အဲ့ဒီတက်ပွဲမှာထူးခြားဆုံးအချက်တစ်ချက်ကကျောင်းပြည်သူကဝေးရတစ်ဖက်ဝင်နေတယောက်မှထိခိုက်ဒဏ်ရာမရမရဘူးတဲ့ဗျာ။ဘလောက်တောင်လေ့ကျင့်တာပြည့်ဝနေပြီလဲဘလောက်တောင်တိုက်ရင်ခတ်ရင်ပြည့်နေပြီလဲဆိုတာကိုကျွန်တော်ထပ်မှန်ပြီးတော့မြင်တွေ့ရတာဖြစ်တယ်။ဘကိုးတိုက်ပွဲပါ။ဘကိုးသားတွေမင်္ဂလာပါ။ လက်ဘရန်မျိုးနဲ့ကျွန်တော်မိသားစုဝင်လေးလက်ဘရန်အရင်နီးနေပြီနော်နေရာတိုင်းမှာကျွန်တော်တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတာကိုလည်းကျွန်တော်အမြဲတမ်းပြောပြနေတယ်အဲ့ဒီလက်ဘရန်မျိုးနဲ့တိုက်ပွဲမှာဂျာဖက်စစ်ခွေးတက်က15កောင်ទេပြီးတော့12កောင်အရှင်ဖမ်းမိထားတယ်အရှင်ဖမ်းမိကြတဲ့ရုပ်တွေကိုကျွန်တော် Telegram မှာဖော်ပြထားတယ်ကျွန်တော်မိသားစုဝင်တွေတစ်ချက်ဝင်ကြည့်လိုက်ကျွန်တော်စီမှာဖမ်းမိတယ်ဆိုရင်တော့ရုပ်ကချက်ချင်းပြောင်းသွားတာ ရှက်မဲ့တဲ့ကောင်းနေဟုတ်ပြီအဲ့ဒီတိုက်ပွဲမှာအမှန်နဲ့စစ်စင်ရေးနေပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကျွန်တော်တိုက်ခိုက်တိမ့်ပိုက်မှုတိုက်ခိုက်ချိန်မုံမှုအတွင်းမှာသူတို့စစ်ကြောင်းပေါ့ဗျာစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့ဝင်တွေအကုန်လုံးယူခါသွားတာပါလမန်မြို့နယ်တရားချောင်းချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဂျမ်ဖက်စစ်ခွေးတက်အော်တိုဘာ15ရက်နေ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့ကျွန်တော်တို့ရဲ့ညီကိုတွေကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်အဲ့ဒီတိုက်ခိုက်အဲ့ဒီတိုက်ခိုက်ဝင်တွေမှာလက်နက် ်မျိုးစုံ16လက်ခရမ်းတွေနဲ့စသုံးပစ္စည်းတွေတင်စီရမိတယ်ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်ရဲဘော်တဦးတော်မှထိခိုက်တန်းရာရရှိခဲ့ခြင်းမရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြေညာချက်မှာကျွန်တော်တို့တွေ့ရပါတယ်ပြည်သူ့ကော်မတီတစ်ဖွဲ့တက်မလို့အမှတ်နှစ်စစ်စင်ရေးနေနေအောက်မှာရှိတဲ့ဘိုးတိုင်းစစ်ဌာနဗျူဟာ20မိနစ်နဲ့ညွှန်ကြားမှုရဲ့အောက်မှာအမှတ် 3832နှစ်နဲ့3833တက်ရင်တွေရွှေလန်းမြေပြည်သူ့ကော်မတီတပ်ဖွဲ့နဲ့ဂလုံပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ပူးပေါင်းပြီးတော့ကြိတ်လိုက်တာဖြစ်ပါတယ်သူကြားချက်နှစ်ချက်ကိုကျွန်တော်ရင်မိသားစုအနေကိုသိစေချင်တာပါကျွန်တော်တို့ပြည်သူဂျားတဲ့ကိုခွေးတို့ဘောက်ကနေပြီးတော့တိုးလို့မရတော့ဘူးဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်ထပ်အချက်ချက်ကကျွန်တော်လက်ရှိကျွန်တော်တို့ရဲဘော်တွေတိုက်ရိုက်ခိုက်ရိုက်စွမ်းဆောင်ချီတွေလောက်တောင်မှတိကျနေလဲပြီးတော့ ချိတ်ဆော့ command တွေ block တောင်မှစုဖွဲ့မှုတွေကောင်းနေလဲဆိုတာကို15កောင်ကိုချိန်မုတ်တုတ်တင်ပြီးတော့12កောင်အရှင်ဖမ်းမိတယ်လက်နဲ့စကောလက်နဲ့လက်နဲ့ခရက်ဆက်ဆက်ပစ္စည်းအများအများရရှိတာတော့မှကျွန်တော်တို့တယောက်မှထိလိုက်တန်ရမရရှိဘူးဆိုတော့ကျွန်တော်မိသားစုဝင်လေးစဉ်းစားစဉ်းစားကြည့်လိုက်တာဟုတ်ပြီလက်ပန်းကြီးရောက်နေပြီเนาะကျွန်တော်ရဲ့မိသားစုဝင်လေးနေရာတိုင်းမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရှိတယ်လို့ကျွန်တော်ပြောခဲ့ပြီးသား ချိန်တစ်ခုပဲစောင့်နေပါဟုတ်ပြီဒီကနေ့အရေးကြီးဆုံးသတင်းအခက်တက်တော်ဟာတဲ့လက်ရှိတော်လှန်ရေးအစိုးရဒုတိယမှာအစင်းရဲဆုံးအစိုးရဖြစ်မယ်ထင်ပါတယ်ဟုတ်ပြီအေရာစင်းရဲဆုံးတော်လှန်ရေးတက်တော်တစ်ခုပါလို့အခက်တက်တော်တာဝန်ရှိတဲ့သူကပြောတာပါကျွန်တော်ရဲဘော်တယောက်အနေနဲ့ ဒီစကားကိုကြားလိုက်တဲ့အချိန်မှာယင်ထဲမှာနှိမ့်အောင်ခံစားလိုက်ရတယ်။ကြောင်းမိဘပြည်သူတွေလည်းဒီစကားကိုကြားတဲ့အချိန်မှာတကယ့်ကိုယင်ထဲမှာစုနှင့်ကြေကွဲရမယ်လို့လည်းကျွန်တော်လည်းယုံကြည်ပါတယ်။ကျွန်တော်ပြည်သူတွေဘက်ကတာဝန်မကျေလို့လား။ကျွန်တော်ဝင်းကိုကူညီမှုတွေဟာအရင်အားနည်းနေလို့လား။ဘခိုင်းပြည်ဒီပြည်လုံးကညနေပေါ့ညောင်းကိုအများဆုံးတင်ထားတဲ့အရကတက်တော်ဟာတဲ့ တောင်းလန်ရေးဆိုးရတဲ့တဲမှာအစင်းရဲဆုံးပါတယ်။ဟုတ်ပြီ။ဘုရားထုံးနေနိုင်လို့တက်တော်ကိုတီချောင်ဖို့အတွက်ဘလောက်တောင်းစူးစားခဲ့ရလဲဆိုရင်လေ။ဝတ်မှုချောင်းလေးတစ်ခုကိုတရက်စာအာဟာရအနေနဲ့စားတုံးပြီးတော့ပြင်ဆင်ခဲ့ရတယ်။ breakfast lunch dinner ဝတ်ဥကြောင်းလေးတစ်ချောင်းနဲ့စားပြီးတော့ဘုကျုပ်တို့စူးစမ်းပင်ဆိုင်ခဲ့ကြတယ်တကယ်ကိုလီစာဘယ်လိုပြောမလဲဗျာနှိုင်းရှင်စရာမရှိတော့အောင်ပါပြည်သူတွေရင်ထဲမှာလာတဲ့စေနာတွေနဲ့စူးစောင်းကောက်ခံပေးတဲ့ဒါအရင်းမြစ်တွေကိုတက်တော်ကနေပြီးတော့တကယ်ကိုချစ်ကောက်ပြီးတော့တိဆောက်ခဲ့တာဖြစ်တယ်ယုံကြည်ရတဲ့မာမိတ်ရဲဘော်တွေပြီးတော့လိုအပ်တာတွေကိုလည်းသူတို့တွေအကျွေးဝယ်ပြီးတော့ပြင်ဆင်ခဲ့ရတာလည်းရှိတယ် ကျွန်တော်အမျိုးသားရမုံငွေလေးတွေရလာတဲ့အခါမှာလဲတဲ့အရင်အကျွေးတွေကိုဆက်နောက်အကျွေးတွေယူနေရင်းနေတဲ့တဝဲလဲလဲနဲ့တကယ့်ကိုရုံးကန်ခဲ့ရတာတဲ့ဒီလိုနဲ့တမျိုးသားလုံးအတွက်ကာကွယ်ရေးအစ်စ်ကျူးကြီးတစ်ခုလုံးကိုဒီလိုအခြေအနေထိရောက်အောင်လုပ်လာနိုင်ခဲ့ကြတယ်လို့ပြောပါတယ်ဟုတ်ပြီဒါကြောင့်ဒီလိုအောင်မြင်မှုဒီလိုအောင်မြင်မှုမျိုးတွေဒီလိုမျိုးစုဖွဲ့မှုမျိုးတွေဒီလိုမျိုးအခြေအနေမျိုးတွေဆိုတာတကယ်တမ်းတော့ တော်တို့ဗျာဟိုမန်မော့ပြီးတော့အုံဖဆိုပြီးတော့ဖြစ်လာခဲ့တာမဟုတ်ဘူးဆိုတာတော့ကျွန်တော်လည်းသိလို့ကျွန်တော်ရဲ့ feel ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေလည်းသိမှာပါအကတတော် ULA နဲ့ AA ဘလော့ဒ်တောင်းခက်ခက်ခဲကြိုးစားပြင်ခဲ့ရတယ်ကျွန်တော်ကျွန်တော်စကန်ပါတော့ကျွန်တော်စကန်လေးတစ်ခုတိစောက်ဖို့တော့မှာအာကျွန်တော်တို့မလွယ်ဘူးတတော်မလွယ်တာကျွန်တော်ရဲ့မိသားစုဝင်တွေတိစောက်ပြီးသွားရင်တော့မှာပြုမြင်ထိမ့်သိမ့်ဖို့အလွန် impotent ပို့ခက် လူမျိုးစုံကြားထဲမှာအတွေးခေါ်တွေစုံလင်နေတဲ့နေရာမှာမစပုတ်တွေအများကြီးအောက်ကျွန်တော်တို့ဘယ်လိုမျိုးယက်တီစူးစမ်းရလဲဆိုတော့အရန်ခတ်တာစကန်လေးတစ်ခုနော်ကျွန်တော်တည်ခဲ့တဲ့စကန်လေးတစ်ခုအကြောင်းအော်ဒါတက်တော့ AA ရခိုင်ပြည်တစ်ခုလုံးရဲ့ကိုစားပြုအကြမ်းဖက်စစ်ခွေးတဲ့နေရာတိုင်းမှာချစ်ဒါခြေချလို့မရအောင်ကိုစကန်တွေပောက်ရလိုက်တယ်ထားတဲ့အခြေအနေကိုတိုက်လဲတိုက်စီးလဲစီးယုံရင်းနဲ့ ရက်ကလက်နက်ခဲယမ်းကိုဘယ်လိုစူးစမ်းပင်ဆင်ရမလဲဆိုတော့ကျွန်တော်တွေးလို့တောင်မရအောင်ဟုတ်ပြီအသက်သွေးချင်းဘွားအတွင်းနဲ့တရစ်ချင်းတရစ်ချင်းထူထောင်လာခဲ့ကြတယ်တဲ့ဒါကြောင့်လဲအခက်တက်တော့အေးရအောက်တက်ကြည်တယ်အိမ်စာကြည်တယ်လူလူယုံကြည်မှုပို့ရတယ်လူလူရဲ့ချွေးနေစာနဲ့ရလာတယ်ဘန်နာငွေကြေးသုံးဆွဲမှုကိုလည်းပဲအင်မတန်စနစ်ရှိပြီးတော့အင်မတန်စီကန်းရှိပါတယ်ဘုချုပ်ကိုယ်တိုင်လဲတက်တော်အတွက်လိုအပ်တဲ့ငွေကြီးသုံးဆွဲမှုတွေလိုတဲ့အခါ သက်ဆိုင်ရာဗန္နာရေးတာဝန်ခံလီစီတလေးတစားနဲ့တင်ပြရရတယ်တဲ့ဒါလို့တော့တက်တော်ရဲ့ဘယ်နေရာမှာသုံးဖို့စံနှရှိတယ်ကျွန်တော်တို့မှာလုံလောက်တဲ့ပမာဏရှိရဲ့လားစသည်ဖြင့်ငါကဘူချုပ်ဒီလိုလုပ်မယ်ကွာဆိုရဲတသွေးတတန်တမိန်မျိုးမဟုတ်ဘဲနဲ့တောင်းရင်တောင်မှဒါလေးလိုလိုဒီနေရာလေးဖြည့်ခြင်းလို့ ဘလောက်ကုန်မယ်ဆိုရင်ငါတို့မှာပတ်စံရောရှိပါမလားငါတို့မှာလုံလောက်ပါမလားဆိုတာမျိုးလေးတွေ ਨੇ သူတို့တွေတုံတုံပြောဆိုကြတယ်ဆိုတော့ရေမကြီးနဲ့လှုပ်လှုပ်နေတာကျွန်တော်ရဲ့မိသားစုဟုတ်ပြီဘုံမကောင်းတဲ့အခြေအနေမျိုးနဲ့တိုင်းပြည်ရဲ့ဗန္နငွေတွေမြင့်တက်လာရင်တော့လေရေမြင့်ရင်ကြာမြင့်လာတယ်ဆိုလိုမျိုးပဲအရခပြည်တော်သူပြီးတော့အရခပြည်သူအစိုးရအရခပြည်လဲပဲတဲ့ဒီတက်ဗန္နရေးတောင်းတင်းလာပြီးတော့တဲ့ ိုင်းပြည်တိဆောက်ရေးမှာပို့ဖို့လှုပ်ဆောင်နိုင်ပါလိမ့်မယ်တဲ့အဂရိတရားကင်းစင်တဲ့အစိုးရတရက်ပိုင်ဆိုင်တဲ့အရခပြည်သူတွေအတွက်ကတော့တဲ့တားရွှေအိုးထမ်းလာတဲ့ကိန်းမှာပဲဒါကိုကျွန်တော်တွေ့လိုက်တယ်ဒါကိုကျွန်တော်ဖတ်လိုက်တယ်ဒါကိုကျွန်တော်မြင်တဲ့အချိန်မှာကျွန်တော်တို့တင်ရစားတွေအများကြီးရကျွန်တော်နိုင်ငံမှာအစင်းရဲဆုံးတော်လန်ရေးတက်တော်ကျွန်တော်ပြောမိတာ ဲ့ဒီအစင်းရဲဆုံးတော်လန်ရေးတက်တော်ဆိုတော့ကျွန်တော်ပြောတဲ့စကားမဟုတ်အရခလက်ရှိတာဝန်ရှိတဲ့သူပြောတဲ့စကားအဲ့ဒီအစင်းရဲဆုံးတက်တော်အောင်မြင်ဆုံးအရာဖီကိုတိတ်ပိုက်ထားတာဘလောက်တောင်းသူရဲ့ဘုချုပ်တွေအလုပ်လုပ်လဲဘလို့စားပြီးတော့ဒါကိုပြင်ဆင်ခဲ့တယ်ဒါပေကိုကျွန်တော်တို့အားလုံးသူ့ယူရမှာဖြစ်တယ်ဒါကိုကျွန်တော်တို့အားလုံးသင်ရစာယူရမှာဖြစ်တယ်တော်တစုတစည်းတည်းနဲ့ ကျွန်တော်လူချင်းနဲ့အရာကို the site မှတ်မှတ်နဲ့ကျွန်တော်စူးစမ်းပြီးတော့ပုံဖော်ကြပါစို့လို့ပြောကြရင်လည်းဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပိုကောင်းကျွန်တော်အမြန်စူးစမ်းနေပါတယ်လက်နက်ပေးစပေးကပေးကြောက်အောင်နေတယ်ကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်တူးချင်းစီတိုင်းဘေးအနေကင်းရှင်းပါစေကြောင်းနေ့စဉ်အမြန်လေးလေးနက်နက်ဆူတောင်းခြင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေကျွန်တော်ရဲဝရှမ်းလိုက်ပါဗျာ